ရုတ်တရက်စီအိမ်အလုံးမင်းတင်းလာပြီးတော့စီးသွားခြင်းစေပြင်းပြလာတယ်။နောက်တစ်ခုကစီးသွားခြင်းစေပြင်းပြလာပြီးရဲ့နောက်မှာအိမ်သားကိုသွားဖို့ကြိုးစားတယ်ဒါပေမဲ့လမ်းမှာပဲဇီးနှင်းငယ်ထွက်သွားတယ်။မကြာခဏစီးသွားပြီမဲ့လေဒီချိန်မှာဇီးနှင်းငယ်စီးတာသွားတယ်ဆိုရင်စီအိမ်နဲ့ပတ်သက်ပြီးတော့ပြဿနာတစ်ခုခုဖြစ်နေပြီပေါ့နော်။အဲ့ဒီ ဟာကိုဘယ်လိုထိန်းချုပ်လို့ရမလဲဒါကိုဘယ်လိုပြန်ပြီးတော့လေ့ကျင့်ယူလို့ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြောပြပေးသွားမှာဖြစ်ပါတယ်။စီးရင်ကိုဘယ်လိုပြန်ပြီးတော့လေ့ကျင့်ယူရမလဲကိုမပြောခင်ပုံမှန်လုပ်ဆောင်ပုံလေးကိုနည်းနည်းလေးပြောပြချင်ပါတယ်။ပုံမှန်စီးရင်ကအာစီးရေ6အာနေပြီးတော့ရှေ့အမေခံကိုသွလောင်းထားနိုင်တယ်။ဒီနေ့ကိုလေ့ကျင့်ကနေပြီးတော့6စင်ခန်းစီးသွားလေးရှိတယ်။စီးသွားဖို့အလင်းမလိုဘူး။အာအချိန်ဆွဲထားနိုင်တယ်ဆိုတာဒါပုံမှန်ပေါ့နော်။ အဲ့တော့စီးရင်ကိုပုံမှန်ချိန်နေပြန်ဖြစ်စေဖို့အာလေ့ကျင့်ခန်းလုပ်ပေးတာကို bladder training လို့ခေါ်တယ်သူရည်ရွယ်ချက်ကတော့စီးသွားတဲ့အချိန်ရွေတက်ကို short ချစေဖို့ရယ်နောက်တစ်ခုကဒီချိန်စီးသွားရင်စီးပို့ပြီးတော့မြန်မြန်သွားနိုင်ဖို့ရယ်နောက်တစ်ခုကစီးသွားချိန်စိတ်ကိုအာပို့ပြီးတော့ကြာကြာထိနိုင်ဖို့ပေါ့နော်ဒါဆိုရင်လက်တွေ့ကြမ်းကြအုံချနိုင်တဲ့နီးလဲနေကဘာတွေလဲဆိုရင်ခါကြတော့အရန်ကိုစီးသွားခြင်းစိတ်ပေါက်လာတယ်။အဲ့ခါကြရင်ဟို အလင်းစလို့မသွားလိုက်နဲ့အာခဏလေးရက်လိုက်ပြဲခါမှာစိတ်လျှော့တာပြင်အသက်ကိုဖြည်းဖြည်းမြင့်မြင့်ကြည့်ပေါ့နော်ရည်စရာပြောရမယ်ဆိုရင်တော့တကယ်တော့စီးအိမ်မှာမျက်လုံးနဲ့နားလည်းမရှိဘူးအဲ့ဒီတော့ကျ तू ကအိမ်သားဘလောက်ဝေးလဲဆိုတာ तू မသိဘူးအဲ့တော့ဟဲ့ငါတော့အိမ်သားမမရဘူးဆိုရင်အာစီထွက်ချသွားနိုင်တယ်လို့ခန်းစားရတာကအမှန်ကအုံနောက်ကခန်းစားနေရတာကိုယ်စိတ်ကဖြစ်နေရအဲ့ဒီတော့ကြောင့်စိတ်ကိုရှော့ခိုင်းတာပေါ့နော် ဒုတိယချက်ကတော့အာယုံပြောင်းကြည့်ပါအိမ်သာအကြောင်းကြီးတောင်းမို့ငါရှူပေါက်ကိုပေါက်ရမယ်လို့အဲ့လိုမစင်စားပဲနေပေါ့နော်အာအာယုံလွှဲကြည့်ပါအာတရားကနေ၃ဒါမှမဟုတ်ရင်ခုနစ်ကနန်းတွေကိုနှုတ်ကြည့်ရတော့ပေါင်းကြည့်ရတော့နောက်တစ်ခုကမြို့နယ်မယ်တွေကိုစဉ်းစားတာမျိုးတွေခြေချောင်းတွေကိုကိုေးလိုက်ဆန်းလိုက်ဒါမှမဟုတ်ရင်တင်းတင်းဆုပ်ထားတာမျိုးအဲ့ဒါမျိုးလုပ်ကြည့်ပါတော့နောက်တစ်ခုကအာခြေထောက်ကိုချိတ်ထိုင် အဲဒါမှမဟုတ်ဘဝလေးပုံမှာထိုင်ပေါ့နော်အဲ့ဒါမျိုးဆိုရင်လေအာစီးရင်ဘောကဖီအားကိုရှော့ချပြီးပြီးရောကျက်သားတွေကိုပို့ပြီးတော့တင်းအောင်လုပ်ပေးရယ်နောက်တစ်ခုကတော့ pelvic floor exercise လို့ခေါ်တဲ့စီးအိမ်ကျက်သားကိုညှက်တာမျိုးပေါ့နော်အဲ့ဒါကအဓိကတော့ချက်အဲ့ဒါဘယ်လိုမျိုးလဲဆိုတဲ့အခါမှာအာတစ်ခါကျရင်အဲ့လိုမျိုးပေါ့နော်စီးတွားနေတဲ့အလင်နားလောက်မှာ ဟိုစီကိုဆက်မသွားညှစ်လိုက်တလို့မျိုးအဲအဲ့လိုညှစ်တဲ့အာ exercise မျိုးကိုလုပ်ကြည့်ပေါ့နော်အဲ့ဒါမျိုးလေးကိုလုပ်ပြီးတော့မှအိမ်သာအောင်သွားပါအဲ့ဒါတွေတွေမဟုတ်ပဲနဲ့ကိုယ့်ရဲ့နေထိုင်မှုဘဝပုံစံကိုလည်းပြောင်းလဲသင့်တယ်အာ coffee တို့လဖက်ရည်တို့ကိုလာတို့အရက်တို့ဒါတွေကစီးအိမ်ကို ပို့ပြီးတော့ irritate ဖြစ်စေရပေါ့နော်ဒါမျိုးတွေကိုလည်းအာ short သင့်တယ်ရေကိုပုံမှန်တောက်ပေါ့နော်နောက်တစ်ခုကအိမ်သာဟို ချူတင်ပြီးတော့သွားတဲ့အချိန်ကို ဖြောက်လိုအပ်မှသာသွားပါတော့နောက်တစ်ခါကျတော့ကျန်းမာရဲ့ကိုလေးချိန်ကိုထိမ့်သိမ့်ပြီးတော့တနည်းကိုမိနစ်30လမ်းလျှောက်ပေးပါပြီးရင် diary လေးကို3ရက်လောက်ရေးထားပါတော့အဲ့ဒါဆိုရင်အာကိုယ့်ရဲ့အချိန်လေးကိုလည်းသိရတယ်နောက်တစ်ခုကအာပန်းနိုင်လေးထားပါတော့အာဥပမာပြောရမယ်ဆိုရင်ဒီနေ့တနားချားစီးသွားတယ်ဆိုရင် နောက်တစ်ချိန်မှာတနားကြီး5မိနစ်အဲပြီးရင်တနားကြီး10မိနစ် အဲ့လိုအောင့်ထားနိုင်ဖို့ကြိမ်းချက်ထားပါတော့ဒီနီလန်းတွေကအခုလုံးအခုချက်ချင်းအောင်မြင်တဲ့နီလန်းတွေတော့မဟုတ်ဘူးပေါ့နော်အဲကောင်းတဲ့နေ့လည်းရှိနိုင်တယ်လို့မအောင်မြင်တဲ့နေ့လည်းရှိမှာပဲအဖြစ်ဖြစ်မမှန်လေးလေ့ကျင့်သွားမယ်ဆိုရင်အလွန်ကောင်းပြီးတော့ဟိုတကယ်လဲ helpful ဖြစ်တယ်လို့နိုင်ငံတကာမှာလက်ခံထားတဲ့နီလန်းတွေဖြစ်ပါတယ် ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်။ဗီဒီယိုကိုကြိုက်ရင် like share လေးလုပ်ပြီးတော့အာဒီလိုမျိုးဂျမိုင်းကြီးဆိုင်ရာအကြောင်းအရာတွေကိုအာထပ်မံတင်ဆက်နေအောင်မလို့ channel လေးကို subscribe လုပ်ဖို့တိုက်တွန်းလိုက်ပါတယ်။ Bye